ဒေါ်လာပြည်သူညီကိုမောင်နှမအားလုံးပဲမင်္ဂလာပါကျွန်တော်မိဘပြည်သူတွေကိုအရင်တစ်ခေါက်တော့ကျွန်တော်ရွှေသတိကံပြည်သူ့ကောက်ွယ်တိုက်ရင်နေတယ်ပေါ့နော်အဲဒီမှာကျွန်တော်နောက်မှာခြားပြလာတယ်ဒီဘက်ချံကနော်ခင်မိုးပေါ့နော်မခင်မိုးဆိုတဲ့တရားပေါ့နော်အဲဒီဘက်ချံကတော့ဒါဆရာဆန်လို့ခေါ်တယ်လို့ကျွန်တော်တို့သိရပါတယ်နေရဲ့နေရာကမလေးရှားနော်ဒီဘက်တယောက်ကတော့ဘာမှနေနေကျွန်တော်စိတ်မဝင်စားဘူးနော်ဒီဘက်ကဘာမှအရေးချင်းမရှိဘူးဒီဘက်လည်းဘာအရေးချင်းမှမရှိဘူး ါပေမဲ့နေတဲ့နေရာလေးပြောပြပါတော့နော်အဓိကပြောချင်တာကကျွန်တော်တို့တော်လိုင်းရေးမှာနော်တကယ်အလုံးလုံးနေတဲ့တက်ရင်တက်ဖွဲ့တွေကိုသက်ရှူတွေးခွဲပြီးတော့တပ်ပါတီဆန်ဆန်လိုက်တက်နေတာကိုကျွန်တော်ပြောချင်တာအခုကျွန်တော်တို့တွေးရတာက line ပေါ်ပေါ့နော်ဒါ line ပေါ်ဆိုတာတို့ TikTok social media ပေါ်မှာနောက်ပြီးတော့ Facebook social media ပေါ်မှာကျွန်တော်တို့တွေးရတယ်။ဒါလဲဆိုတော့ဒီလူဒီပါဖြစ်တဲ့ ဟိုအဖွဲ့စီကဘာဖြစ်တယ်ဆိုပြီး light တိုက်ခိုက်နေတဲ့အဖွဲ့စီတမျိုးเนาะအဲနောက်ပြီးတော့ကျွန်တော်တို့ညီကိုမောင်နှမတွေထောက်ဖို့ညီကိုတွေကိုဟလာတက်ရှူသွေးခွဲထောက်ဖို့နဲ့ထောက်ပံ့ကိုတက်ရှူသွေးခွဲတယ် PDF ကိုလည်းတက်ရှူသွေးခွဲဒါကြောင့်မို့ကျွန်တော်တို့ညီကိုမောင်နှမတော်လံပြည်သူတွေအနေနဲ့ကျွန်တော်ပြောချင်တာကတော်လံရေးကြီးအများဆုံးအောင်မြင်နိုင်ဖို့အောင်မြင်ဖို့ဆိုရင်ဒီလိုတလံတက်ရှူသွေးခွဲတဲ့သူတွေကိုကျွန်တော်တို့ဘိုက်ကောက်လုပ်မှရအောင်သူတို့ကိုကျွန်တော်တို့က ဟုတ်လားဒီဖက်ခွက်စားတွေနဲ့တန်းနဲ့ထားပြီးတော့ပိတ်ပင်မှာကျွန်တော်တို့အဆင်ပြေတော့မယ်လို့ကျွန်တော်မြင်ခဲ့တယ်ပေါ့နော်မြင်တာပေါ့ဘာလို့လဲဆိုတော့အခုလဲကျွန်တော်တို့ဒါ TikTok social media ပေါ်မှာကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်အစတော့ဆိုမပြောဘူးမပြောဘူးနဲ့ကြောင်ကြောင်နေခဲ့တာပေါ့အခုကျွန်တော်ပြောမှရတော့တာတရားလုံလာတယ်ပေါ့နော်ဘာလဲဆိုတော့ထောက်ဖို့လုံနေတဲ့ညီကိုညီငယ်တွေမောင်မောင်ငယ်တွေကိုတို့ကတိုက်ခိုက်နေတယ်ဟိုကခိုးပါတယ်ဒီကခိုးပါတယ်သူ့မှာတက်တေထောက်ထားရှိလားဆိုတော့ဘာတက်တေထောက်ထားမှသူ့မှာမရှိပါဘူး လေဖန်တန်းစီလေနဲ့ပဲလက်ပြောရပါတော့နော်ဘယ်အဖွဲကကမ်ပိန်းလုပ်နေတယ်အဲ့အဖွဲကမ်ပိန်းလုပ်နေတာမဟုတ်တော့အဲ့အဖွဲကကူးနေပါလေအဲ့တော့အဲ့လိုမျိုးတက်ပြောတာအဲ့လိုမျိုးတွေပြောတယ်ပေါ့နော်ထောက်ဖို့တယောက်လှုပ်ဖို့ဆိုတာလွယ်တဲ့အရာမဟုတ်ဘူးလေသူ့မှာမိသားစုတွေကိုသတိထားတယ်ဘဝတွေသတိထားတယ်နော်ဒီမျက်နှာကြီးပြပြီးတော့ထောက်ပံ့ပြည်သူကမျက်နှာမပြဘဲနဲ့ရောမောင်လေးကြီးထောက်ဖို့လုပ်နေတဲ့ညီငယ်ကလားမောင်ငယ်တွေကိုနော်မောင်လေးကြီးအမကတော့90တက်နိုင်လို့90ထောက်ပံ့လိုက်တယ်ထောက်ထောက်ပံ့လိုက်တယ် ။ तू ကယုံမယုံမထွက်လာဘူး။ထောက်ပံ့ပြည်သူနဲ့ထောက်ပို့ပြည်သူဒေါ်လာရင်းမှာမတူဘူး။တို့ကဘာလုပ်လဲဆိုတော့ထောက်ပို့လုပ်နေတဲ့သူကိုဟုတ်လား။ထောက်ပို့လုပ်တဲ့သူနဲ့ထောက်ပံ့ပြည်သူကြားရရနေပြီးတော့တက်ရှိုးတွေးခွဲတဲ့အလုပ်ကိုလုပ်တယ်။နောက်ဒါကြောင့်မို့ကျွန်တော်တို့ဒေါ်လာပြည်သူတွေဒီဘေးကျွန်တော်အနောက်မှာရှိတဲ့ဒီမအေးလုံးနဲ့ဒီဖာသယ်မကိုလိုင်းပေါ်မှာတွေ့လိုက်ရင်တခါတည်းဘလော့ပလိုက်ပါတခါမှစရင်ရှင်းလိုက်ကြမထားမနေနဲ့เนาะဘလော့ပလိုက် အဲကျွန်တော်တို့အနေနဲ့ဒီဘာပြည်သူတွေကိုကျွန်တော်တို့မြေတားရက်ခံနော်ဘိုက်ကောက်လောက်ခိုင်းတာပေါ့နော်တခါလဲမြေတားနဲ့ဘလော့ပါမထားနဲ့ကျွန်တော်တို့တော်လန်ရေးရေရှည်ကြာမဲ့အရေးပါကျွန်တော်တို့တော်လန်ရေးတက်ရှုံတွေ့ခွဲခံနေရတော့ကျွန်တော်တို့မလို့ခြင်းဘူးဗျနော်အဓိကတော့လိုင်းပေါ်မှာသူအလုတ်ချိန်ပြီးတော့နော်အလုတ်လဲလောက်ရတယ်အလုတ်ကနေပြန်လာတယ်ညဘက်ပြင်ပြင်ပမတ်နဲ့နားရမဲ့အချိန်မှာတော်လန်ရေးအတွက်အလုတ်လုတ်တယ်အလုံးလုံးနေတဲ့သူတွေကိုလိုက်ပြီးတော့တိုက်ခိုက်တယ်၊တွေးခွဲတယ် နော်ဘသူကအလုံးလုံးနေတယ်လေဘသူကဘယ်တက်ရင်ကဒေါ်လာရင်းအတွက်အလုံးလုံးနေတယ်လေမြေပြင်မှာလည်းဒီတိုင်းပဲတက်ရင်ကအလုံးလုံးနေတယ်အလုံးလုံးနေတဲ့တက်ရင်ကိုထိုးချတယ်တတ်တယ်တပ်ပါတီဆန်ဆန်ဒီကခါတယ်မကတပ်ပါတီဆန်ဆန်လောက်တယ်ဒီဘက်ကကောင်ကမိုက်ရိုင်းစော်ကားစော်နှမချင်းကိုချင်းမစားနော်ဆရာဆန်ဆိုတဲ့မအီလိုးကကျွန်တော်ထင်တယ်ဒီကောင်နော်မလေးရှားမှာနေတယ်လို့ပြောတယ်လူမျိုးကတော့ကျွန်တော်ထဲ့မပြောတော့ဘူးခင်ဗျားတို့ရုပ်ကြည့်တိတ်မအောင်နော် ဒါပဲကြံတဲ့လူမျိုးတွေကိုကျွန်တော်မကောင်းတဲ့ကောင်မကောင်းလို့ကျွန်တော်နာမည်တက်ပြောပါရယ်။ကဲကျွန်တော်မလေးရှားမှာရှိတဲ့ညီကိုမောင်နှမတွေမလေးရှားမှာရှိတဲ့တော်လံပြည်သူတွေဒီလိုကောင်မျိုးကိုခင်ဗျားတို့ဒီတိုင်းပဲထိုင်ကြည့်နေမှာလားလို့ကျွန်တော်အနေနဲ့ကျွန်တော်တို့ရွှေတိရကံပြည်သူ့ကော်မတီတက်ရင်နေတယ်ကျွန်တော်မိဘပြည်သူတွေပေါ့နော်ကျွန်တော်ဒီနေရာနေပြီးတော့အကြောင်းကြားလိုက်တယ်နော်ချင်းချင်းပြောလို့ရှိရင်ဒီနှစ်ကောင်ကိုနောက်ကျွန်တော်နောက်မှာရှိတဲ့နှစ်ကောင်ကိုဘိုင်းကောက်နော်အကောက်လာကြ ကြိုက်တဲ့အကောင့်နဲ့လာဗျာဘလော့ပလိုက်တက်တော့မှာဘလော့လို့ရတယ်ဘလော့ပလိုက်ဆိုရှယ်မီဒီယာပေါ်ကဖျောက်ပလိုက် Facebook ကလက်မခံလို့တက်တော့လည်းရောက်လာနော် Facebook မှာဖာလန်းမီးလောင်ပြီးတက်တော့လည်းရောက်လာဒါကြောင့်မို့ကျွန်တော်တော်လန်ပြည်သူတွေနော် YouTube channel တွေမှာရှိသလား Facebook တွေမှာရှိသလားတက်တော့မှာသူနဲ့ရှိသလားဖျက်ချပလိုက်ပါเนาะကျွန်တော်တို့ဘလော့ပလိုက်ပါဒါကြောင့်မို့မြေကုန်ပေါ်မှာတွေတော်လန်ရေးကိုတက်ရှူထွေးခွဲနေတဲ့သူဒီတော်လန်ရေးရဲ့ဘုံရံသူပဲဖြစ်ပါ တို့တို့ဒေါ်လာရေးမှာထောက်ပို့ပြည်သူနဲ့ထောက်ပံ့ပြည်သူကအဓိကကြပါ PD ရဲ့ရဲဘော်ရှိပြီးတော့ထောက်ပံ့ပြည်သူမရှိ ထောက်ပို့ပြည်သူမရှိရင်လည်းကျွန်တော်တို့ PD ရဲ့ရဲဘော်တွေစစ်တိုက်လို့မရဘူးဒါကြောင့်မို့တူဒီကျွန်တော်တို့ထောက်ပံ့ပြည်သူနဲ့ထောက်ပို့ပြည်သူကြားမှာတတ်ဆိုတွေးခွဲတယ်ပြီးွားရင်မြေပြင်တက်ရင်တွေကိုဟလာဒီပြည်သူနဲ့ထောက်ပံ့ပြည်သူနဲ့တက်ရှုတွေးခွဲတဲ့အလုပ်ကိုသူလုပ်ခဲ့ပါခင်မို့ကျွန်တော်ချပြဖို့ပါတယ်အရင်ဗီဒီယိုပိုင်းတစ်ဖန်တော့ကလည်းကျွန်တော်မိဘပြည်သူတွေကိုချပြခဲ့ဘူးပါတယ် အခုဟာကတော်တော်လေးကိုတရားလွန်လာဖြစ်ပါတယ်။နော်ဒါကြောင့်မို့ညီကုံမော်ဓမ္မတွေတော်လံပြည်သူတွေပြည်သူဆိုတာဘာလဲဆိုတာသိအောင်လို့တစ်ချက်တော့ပြလိုက်ပါဦးဗျာနော်အားလုံးပဲလေးစားပါလေဒီအနောက်ကဖာသမားနဲ့ဖာကောင်းကိုဘိုက်ကောက်လို့ဖို့ကျွန်တော်အနေနဲ့မြေတားရက်ခံပါတယ်ကျွန်တော်ညီကုံမော်ဓမ္မတွေဘလောက်ညီလဲဆိုတာကျွန်တော်ရွှေသီရိကံပြည်သူ့ကော်မတီတက်ရင်နေတယ်တစ်ချက်တော့ကျွန်တော်ကြည့်ကြပါဦးဗျာနော်ဘလောက်ညီလဲပေါ့ပြည်သူတွေပေါ့နော် ကဲနောက်ပြီးတော့နောက်တစ်ခုကဘာလို့ကျွန်တော်ဒီစကားကိုတုံးတာလဲဆိုရင်ဘာလို့တို့ဒီလိုလောက်ခိုင်းတာလဲဆိုရင်ကျွန်တော်တို့မြေပြင်ရဲဘော်တွေကိုဘာစောက်ဆင်းရှိလို့လဲလို့ပြောတဲ့စကားတစ်ခုနဲ့ဒီကောင်မကိုကျွန်တော်တို့ကသိပြီးတော့မလာတော့ဘူးညာတက်တာလားဒီဘက်ကမအီလို့ဆိုရင်လဲဒါ line ပေါ်မှာနော်ဒုက္ခပတ်ပေးနေတာနော်ဘယ်အဖွဲလာလာဘယ်အဖွဲပြောပြောဘယ်ရဲဘော်တွေပဲတက်တက်သူဒုက္ခပေးနေတဲ့ကောင်တကောင်ဖြစ်ပါဒါကြောင့်မို့ ကျွန်တော်တို့ပြည်သူတွေဘာလို့အောင်မလဲဆိုတော့ပြည်သူတွေပဲတိမှာပေါ့နော်အားလုံးပဲလေးစားပါတယ်